ားလုံးမမင်္ဂလာပါဗျာကျွန်တော်ဒီဗီဒီယိုမှာတော့ဒီ27ရာစုရဲ့အကောင်းဆုံးခန်းဆက်ကစားသမားဆိုပြီးတော့ဘောလုံးသမားတွေနာမည်ကျော်ကစားသမားတွေအားလုံးကတကြီးတညွတ်တည်းသတ်မှတ်ထားကြတဲ့ခန်းဆက်မှုတစ်ယောက်အကြောင်းကိုကျွန်တော်ပြောမှာဖြစ်ပါတယ်တတိယချက်ပြောရရင်တော့2000ခုနှစ်ကနေ2025ခုနှစ်ဒီ25နှစ်ကြာကာလမှာအကောင်းဆုံးခန်းဆက်မှုတစ်ယောက်ပေါ့ဗျာမန်ဒီနီပေါ်လိုမော်ဒီနီပေါ်လိုမော်ဒီနီပေါ်လိုမော်ဒီနီ I really have to go with Paolo Maldini. Maldini? Uh, I said, I'm going to have to go also with Maldini. AC Milan တင်းနဲ့အီတလီလက်ရွေးစင်အသင်းရဲ့ကံရံကစားသမားကြီးပေါ်လိုမာဒီနီရဲ့အကြောင်းပြတကယ်တော့ဒီကစားသမားရဲ့အကြောင်းကိုကျွန်တော်အရင်ကတစ်ခေါက်ပြောမှုတယ်ဒါကိုဆိုရင်ဒုတိယတစ်ချိန်ပေါ့ဗျာတကယ်ဆိုဒီပေါ်လိုမာဒီနီရဲ့အကြောင်းကအဆက်လက်တွေနဲ့ခုနှစ်တက္ကရစ်တွေနဲ့အများကြီးဝေဝေဆာဆာပြောတင်တာဗျာဒါပေမဲ့အဲ့လိုကြီးလှုပ်လိုက်ရင်ဗီဒီယိုကဟိုရန်ကြီးရှေ့သွားပြီးတော့နောက်ထောင်ရတဲ့လူတွေကဒီတက္ကရစ်တွေခင်းနှန်းနေနဲ့ညှိငွေသွားမှာမို့လို့ အကျဉ်းချုပ်ပြီးတော့ပဲဟိုဒီသားသမားအကြောင်းကိုပြောရအောင်ဗျာဒီ2010နောက်ပိုင်းပေါ့အထူးသဖြင့်ဒီမော်ဒန်ဘောလုံးခက်မှာကြတော့ကမ္ဘာအကောင်းဆုံးကန်စစ်ပူးတယောက်ဖြစ်ဖို့ဆိုရင်နာမည်ကြီးတဲ့အသင်းတစ်သင်းမှာကသားမယ်ဆူပလာတွေရမယ်ပြီးရင်ဒီ CR7 တို့ Messi တို့ဒီသားသမားနှစ်ဦးနဲ့တွေ့တဲ့အချိန်မှာကောင်းကောင်းထိန်းချုပ်ပြပြီးတော့သူတို့ရဲ့အစီအသွေးကိုဖော်ပြမှာဒါဆိုရင်ကျွန်တော်တို့ဒီဘက်ခက်မှာကမ္ဘာအကောင်းဆုံးကန်စစ်ပူးလို့တုံးလုံးလို့ရသွား ပေါ်လိုမာဒီနီကြတော့အဲ့လိုမဟုတ်ဘူးဗျာသူရဆိုင်ခဲ့ရတဲ့ကစားသမားတွေကမာရာဒိုနာတကယ်ကိုလှန်လှန်တောက်ဖြစ်နေတဲ့အချိန်မှာမာရာဒိုနာနဲ့သူ၁၀ချိန်ကစားခဲ့ရတယ်ပြီးတော့ရော်နယ်ဒိုကြီးတို့ဒေဗီယာရိုဘာတစ်စတိုတာရောက်ကွန်ဇာလက်ဘာဆယ်လိုဆာလက်ခရစ်ပိုဗီယာလီဘန်နစ်စတရိုင်းရီဗက်ဒိုထရီဇီဂေးအွန်ရီအီတူဇီဒန်ဖီဂိုသူခေတ်မှာသူရဆိုင်ခဲ့ရတဲ့ကစားသမားတွေတကယ်နာမည်ကျော်တိုက်စစ်ကစားသမားတွေကိုရှာရေးမယ်ဆိုရင်လည်းဆိုဆာရွက်၂ရွက်လောက်ကိုရေးရမှာ မာဒီနီနဲ့ပတ်သက်ပြီးတော့မာရာဒိုနာပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်။1988ခုနှစ်မှာမာရာဒိုနာဆိုတာကဒီအီတလီမှာတော်တော်လေးကိုစီးရီးမှာတအားကောင်းတဲ့ကစားသမားဖြစ်နေတယ်။တကယ်ကိုသူ့ဘဝရဲ့အထွတ်အထိပ်ကိုရောက်နေတဲ့ပိုင်းခြားပေါ့။အဲ့ဒီ1988ခုနှစ်မှာနာပိုလီနဲ့ AC Milan ဟာကိုပါအီတလီယာဖလားပွဲတွေ့တယ်။အဲ့ဒီဖလားပွဲမှာဒီနာမည်ကျော်ကစားသမားဖြစ်နေတဲ့မာရာဒိုနာကစတိတ်ဘဝနဲ့ဘောလုံးကစားတာနှစ်နှစ်ပဲရှိသေးတဲ့စတိတ်မာဒီနီနဲ့သူတွေ့တယ်။အဲ့ဒီပွဲမှာမာဒီနီကိုသူမကြော်နိုင်ခဲ့ဘူး။ အဲ့ဒီစိတ်ပါမာလီနေက professional ကစားတာနှစ်နှစ်ပဲရှိသေးတယ်ပုံစံမျိုးစုံတဲ့ကိုသူအဲ့ဒီပွဲမှာမာရာဒိုနာကိုသူဟန်တာပြခဲ့အဲ့ဒီပွဲအကြောင်းကိုမာရာဒိုနာကနောက်ပိုင်းမှာဘလို့ပုံစံမျိုးနဲ့သူကပြန်ပြောလဲဆိုတော့မာဒီနီဆိုတဲ့ရှာတိတ်ကဘောလုံးကစားဖို့အတွက်ကိုသူ့ကိုကန့်သတ်ခဲ့ရမှာလုံးဝကိုအကြောက်လန့်မရှိတဲ့ရှာတိတ်သူကဟိုရိုးရိုးကန်နဝင်နောက်ကန်လို့မဟုတ်ဘဲနဲ့ကန်နဝင်ကစားသမားတွေရဲ့အထက်ကကန်နဝင်ကစားသမားတယောက်ဆိုပြီးတော့မာရာဒိုနာကရှိကျုခဲ့တယ်ဗျာ မာတီနီကို1968ခုနှစ်ဇွန်လ26ရက်နေ့မှာအီလီနိုင်ငံမီလန်မြို့မှာသူ့ကိုမွေးတယ်။သူ70နှစ်သားအရွယ်1988ရောက်တော့အီစီမီလန်လူငယ်အသင်းနဲ့သူပူးပေါင်းခွင့်ရ။အီစီမီလန်သင်းကြီးနဲ့ပထမဆုံးပွဲထုတ်ခွင့်ကို1984-85ဘောလုံးရာသီမှာသူရခဲ့တယ်။အဲ့တော့သူ့ရဲ့အသက်ဟာ16နှစ်ပဲရှိသေးတယ်။အဲ့ဒီဘောလုံးရာသီဒုတိယရာသီဝက်ဇန်နဝါရီလ20ရက်နေ့မှာကစားမယ်တီဦးဒီနစ်နဲ့ပွဲမှာဘယ်ရရနေတဲ့ AC Milan တဲ့ရဲ့နောက်ခံကစားသမားဆာဂျီယိုဘက်စတီနီရဲ့နေရာမှာသူကအဆောက်အဝယ်ကလာခဲ့ တကယ်တော့အဲ့ဒီပွဲကိုသူကမထင်မှတ်ဖဲနဲ့အစားဝင်ကစားပေးခဲ့ရပေမဲ့အဲ့ဒီပွဲလဲကစားပြီးရောဒီဆာဂျီယိုဘက်စတီနီဟာတရာသီလုံးဝနေရာပြောက်သွားတာအဲ့ဒီပွဲပြီးမှပဲမာတီနီကအစ်စီပလန်အသင်းရဲ့ခံစစ်မှာနေရာတနေရာရသွားအစောပိုင်းမှာအဲ့ဒီအချိန်တုန်းကနီးပြတ်တီနေပလီယဟုံးကမာတီနီကိုခံစစ်ညာချမ်းမှာသူတုံးခဲ့ပေမဲ့မာတီနီကဘယ်လန်ဆိုတော့နောက်ပိုင်းမှာဒီဘေဂျန်ခံစစ်ဖူဗက်နေရာမှာသူ့ကိုထားတယ်ရပ်ပညာကမှာခံစစ်စင်တာဘက်ရဲ့ဘေဘက်ရှမ်းမှာသူ့ကိုထားတယ် နောက်ပိုင်းမှာပြောင်းလဲသတ်မှတ်ပေးလိုက်တဲ့အဲ့ဒီ concept ဘယ်ချမ်းကပဲမာတီနီကစားသမားဘဝတစ်ချောင်းလုံးအတွက်သမိုင်းပတ်တိုင်ကြီးတစ်ခုဖြစ်လာပြီးတော့1985 1986ဘလုံးရတီပွဲစဉ်တက်ကစပြီးတော့သူကစားဖို့ရမဘွားကအနားယူသွားတဲ့အချိန်တိကျောင်းနံပါတ်3ဂျာစီကိုပဲတောက်လျှောက်မပြောင်းမလဲပဲနဲ့သူဝစ်ဆွေမရောက်ခဲ့။အေစီမီလန်နဲ့တူသူ့ဘဝရဲ့ပထမဆုံးဆူဖလာကို1986 88ဘလုံးရတီမှာသူရခဲ့တယ်စီးရီးအမှတ်ပေးဖလာကိုအေစီမီလန်နဲ့သူရတယ် အဲ့ဒီနှစ်တုန်းက AC Milan တဲ့မှာကျွန်တော်ဒီ Holland ရဲ့သုံးပေါ်ဆိုပြီးတော့နာမည်ကြီးတဲ့ Ricard ရဲ့ Bambastin ရဲ့ Rogulit ရဲ့အဲ့ဒီကစားသမားတွေကစားနေကြပြီးတော့ကွင်းလယ်မှာဆိုလဲအခု Brazil လက်ရစင်အသင်းတိပြ Carlos Ancelotti ကစားတယ်နောက် Donald Toni တို့လိုကစားသမားတွေကစားနေကြတယ်အဲ့ဒီဟော်လန်ရဲ့သုံးပေါ်တွေကဆို Freddy Gat ကိုမကြည့်ခဲ့ဘူး Bambastin ကိုမကြည့်ခဲ့ဘူး Rogulic ကိုတော့ကြည့်ခဲ့ဘူးတယ်ပြ1998မှာ Chelsea နဲ့အတူတရားတည်သူ့ကိုကျွန်တော်တို့ကြည့်ခဲ့ဘူးတယ် Martinelli ကအဲ့လိုကန်ဝင်ကစားသမားတွေနဲ့လည်းသူကတွဲကစားခဲ့ဘူး ထောင်ကွက်88ခွန်88ပါသူ CDA စုဖလားကိုရတယ်ပြီးတော့နောက်နှစ်မှာထောင်ကွက်88 89ဘောလုံးရတယ်ရထောင်ကွက်89 90ဘောလုံးရတယ်200တိဆက်အခု Champion League ဖလားလို့ကျွန်တော်တို့ခေါ်နေတယ်အဲ့ဒီအချိန်တုန်းကဥရောပဖလားကိုသူတို့ရတယ်ပြီးတော့ရာသီကုန်မှာဥရောပ Super ဖလားကိုလည်းသူတို့ထပ်ပြီးတော့ရတယ် AC Milan နဲ့တူပွဲပေါင်း100အဲ့ဒီနှစ်မှာပဲသူပြေးခဲ့ပြီးတော့အဲ့ဒီ1989ခုနှစ်မှာပဲသူကစားသမားဘဝရဲ့ပထမဆုံးတအူးချင်းစုတစိမ့်ပေါ့ ဒီ Europe Tide ပြိုင်ပွဲတွေကအသက်23နှစ်အောက်ကစားသမားတွေကိုပဲပေးတဲ့ Bravo Award ဆုကိုသူရခဲ့တယ်။အဲ့ဒီ Bravo Award က2015နောက်ပိုင်းမှာမပေးတော့ဘူးဗျာ။အဲ့ဒီဆုကိုကျွန်တော်တို့အင်္ဂလန်ကဆို Ronaldo ရခဲ့ပူတယ် Hazard ရပူတယ် Cristiano Ronaldo ရပူတယ် Messi, Robin, Ronaldo ကြီးအဲ့ဒီဒိဋ္ဌိကျဲကစားသမားတွေအဲ့ဒီဆုကိုရခဲ့ပူတယ်။2015ခုနှစ်မှာအဲ့ဒီဆုကိုနောက်ဆုံးရခဲ့တာက Italy ကစားသမား Baradi ဗျာ။သူနောက်ပိုင်းမှာတော့အဲ့ဒီဆုကိုမပေးတော့ဘူး။2019ခုနှစ်မှာ Maldini ကအဲ့ဒီ Bravo Award ကိုသူရခဲ့ပူ 1992ခုနှစ်မှာအေစီမီလန်နီးပြဖြစ်ပြီးဖာဗီယိုကာပယ်လိုရောက်လာတဲ့အချိန်မှာမာဒီနီဟာကမ္ဘာအဆင့် level ကိုသူရောက်နေပြီပြီးတော့အဲ့ဒီ1991 92ဘောလုံးရာသီမှာအေစီမီလန်နဲ့တူသူစီးရီးအမှတ်ပေးဖလားကိုတရာသီလုံးချုံးပွဲမရှိစံချိန်နဲ့သူရခဲ့အေစီမီလန်တင်းရဲ့အဲ့ဒီစီးရီးအမှတ်ပေးပွဲ58ပွဲဆက်ချုံးပွဲမရှိစံချိန်မှာမာဒီနီဟာအရေးပါတဲ့ကစားသမားတစ်ယောက်သူဖြစ်ခဲ့ပြီးတော့ဒီကာပယ်လိုလက်ထက်မှာ1993 94 95 3နှစ်ဆက်တိုက် အော်ရပါဖလာဘလူဘဲကိုသူတို့ရောက်ခဲ့ပြီးတော့1963ခုနှစ်မှာသူတို့ပိုဆွဲတယ်။အဲ့ဒီသူတို့ပိုဆွဲတဲ့ခုနှစ်မှာဆိုရင်သူတို့နဲ့ကစားခဲ့ရတဲ့အသင်းကအဲ့ဒီခုနှစ်မှာအဲ့ဒီနှစ်အပိုင်းခြားမှာဒီဂျွန်ခရက်ရဲ့ဥဆောင်မှုနဲ့တူတိုတယ်ဖုတ်ဘောစတိုင်နဲ့အရန်ကိုနာမည်ကြီးနေတဲ့ဘာစီလိုနာအသင်းအဲ့တော့ဘာစီလိုနာမှာကဒီရော်နယ်ကိုမန်တို့ဂွာဒီယိုလာတို့စတိုက်ကော့စ်တို့ရိုမာရီယိုတို့လိုဒီတတိယကစားသမားတွေကစားနေတဲ့အသင်းများအဲ့ဒီ1963ချန်ပီယံလိဘောလုပွဲပဲပြောပါတော့အဲ့ဒီဘောလုပွဲမှာပိုဆွဲဖို့နံပါတ်1နေရာကရေပန်းစားနေတဲ့အသင်းအဲ့ဒီအသင်းကို မာတီနီဦးဆောင်တဲ့ခံဆက်ကလေးဦးပြက်ကလင်းချီနဲ့နိုင်အောင်ကစားနိုင်ခဲ့တာအဲ့ဒီအပိုင်းခြားတွေကစပြီးတော့မာတီနီရဲ့ရွှေရောင်နေရက်တွေကစတာပဲဗျာ1994အမေရိကန်ကမ္ဘာဖလားပြန်ပွဲမှာလည်းအီတလီနဲ့တူသူဖိုင်နယ်ရောက်တယ်ဒုတိယဆုရအဲ့ဒီနှစ်အတွက်ဒီကမ္ဘာပေါ်လုံးမဂ္ဂဇင်းကရှင်းမြတ်တဲ့တနစ်တာအကောင်းဆုံးကစားသမားဆုကိုအားလုံးကိုကြော်ပြီးတော့မာတီနီကရသွားပြီးတော့1995ကမ္ဘာအကောင်းဆုံးကစားသမားဆုပေးပွဲမှာလည်းသူကဒီရိုမာရီယိုတို့ကလင်းစမန်တို့အဲ့လိုဆရာကြီးတွေကိုကြော်ပြီးတော့ဒုတိယနေရာသူရခဲ့ သူအသက်28နှစ်ရောက်တဲ့အချိန်1996 99ဘောလုံးရသည်မှာ AC Milan ရဲ့အသင်းကောင်းဆောင်သူဖြစ်လာ2002 2003ဘောလုံးရသည်ရောက်တော့ AC Milan အသင်းကောင်းဆောင်အနေနဲ့ချန်ပီယံလိဆုပလာဂျီကို Ultra Foot ကွင်းမှာသူကင်မြောက်နိုင်ခဲ့ထူးခြားတာကအဲ့ဒီ Ultra Foot ကွင်းမှာဒီချန်ပီယံလိဖလာကိုသူကင်မြောက်ခဲ့တဲ့နေ့ကဟိုသူ့အဖေစီဇာမာဒီနီ AC Milan ကစားသမားအနေနဲ့ချန်ပီယံလိဖလာကိုကင်မြောက်ခဲ့တဲ့အနှစ်40နေ ဲ့ဒီနေ့မှာပဲမာလီတွေကချန်ပီယံလိဖလားကိုကိုင်ပြောက်ခဲ့ပြီးတော့ဒီအဖေရောသားရောချန်ပီယံလိဖလားကိုရောက်မှုတဲ့ဒုတိယမြောက်သားဖဆောင်လွဲဖြစ်နေသူတို့မှတ်တမ်းဝင်ခဲ့သူ့ရှင်မှာရထားတာကရီယယ်မက်ဒရစ်တဲကဗျအဖေလုပ်တဲ့လူကတောင်ကွာတောင်ကွာ66ခုနှစ်မှာဒီအိုရပါဖလားကိုရတယ်သားလုပ်တဲ့သူက2000 1998လား2000လားမသိဘူးအဲ့ဒီခုနှစ်မှာရတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဒီဘာစီလိုနာတဲကဆာဂျီယိုဘူစကွတ်တို့သားဖအဖေရောသားရောချန်ပီယံလိဖလားကိုရောက်မှုတဲ့မှတ်တမ်းထပ်ဝင်တယ် မာတီနီကဒီသူ့ကစားသမားဘဝရဲ့ကြေကွဲစရာအကောင်းဆုံးပွဲကို2005ခုနှစ်ချန်ပီယံလိဘောလုပွဲလို့သူကဆိုခဲ့တယ်။အစီပလန်နဲ့လီဗာပူးကစားတဲ့အဲ့ဒီချန်ပီယံလိဘောလုပွဲကိုကျွန်တော်တို့ကိုယ်တိုင်လည်းကြည့်ခဲ့ရတယ်။တကယ်ကိုမိုက်ခဲ့။အဲ့ဒီပွဲကဒီပွဲစ10မိနစ်မပြည့်ခင်50ကနေပြိတ်သွင်းခဲ့တယ်။အဲ့ဒီပွဲ52စက္ကန့်မှာသူသွင်းခဲ့တဲ့ဂိုးဟာချန်ပီယံလိဖိုင်နယ်ပွဲတွေမှာအမြန်ဆုံးဂိုးဖြစ်ဒီနေ့ချိန်ထိမှတ်တမ်းဝင်နေတော့မယ်။အစီပလန်ကအဲ့ဒီ ပွဲစား10မိနစ်မှာဥဆောင်ဝေးရတယ်ပြီးတော့39မိနစ်44မိနစ်မှာနှစ်ဂိုးဆက်တက်ရပြီးတော့ပထမပိုင်းပြီးမှာပဲ3-0နဲ့ပြတော့သူတို့ဟိုအောင်ဝဲခံလို့ရတဲ့အချိန်တွေတခုဖြစ်တယ်ဒါပေမဲ့ပွဲကဒုတိယပိုင်းမှာမထင်မှတ်ဖဲနဲ့ဒီအလှည့်ပြောင်းဖြစ်သွားတယ်လီဗာပူးတဲကအဲ့ဒီဘောလုံးပွဲရက်ဒီ54မိနစ်56မိနစ်မိနစ်60နမနီကိုတဘောနှုံသွင်းပြီးတော့ပေါ့ဗျာအီစမီလန်တဲကိုသုံးဘောဝါဒီတီကသူ့ကစားသမားဘောတစ်ချောင်းမာဂျန်တရာအကောင်းဆုံးပွဲကိုပြောပါဆိုရင်အဲ့ဒီပွဲဆိုပြီးတော့သူနောက်ပိုင်းမှာသူပြန်ပြောထားတယ် ဒါပေမဲ့တင့်မကြဘူးဗျအဲ့ဒီ2005ခုနှစ်ချန်ပီယံလိရှုံးရွေးကို2008ခုနှစ်မှာမာနီနီကပြန်ဆက်ခဲ့2008ခုနှစ်မှာအေစီမီလန်နဲ့လီဗာပူးချန်ပီယံလိဘောလုံးပွဲမှာထပ်တွေ့အဲ့ဒီအချိန်ကျတော့မာနီနီရဲ့အသက်က38နှစ်ဖြစ်နေအဲ့ဒီ final ပွဲမှာလီဗာပူးကိုသူတို့2-1နဲ့လက်ဆားရှိတယ်ချန်ပီယံလိဖလားကိုရတယ်ဒီချန်ပီယံလိဖလားကိုကန်ပြောက်တဲ့အချိန်မှာလည်းမာနီနီကနောက်ထပ်စံချိန်မှတ်တမ်းတစ်ခုသူထပ်ရတယ် ဆပ်ပြလီဖလားကိုကံမြောက်ဖူးတဲ့အသက်အကြီးဆုံးအသင်းကောင်းဆောင်အဖြစ်ဒီနေ့ရှိတဲ့သူမှတ်တမ်းရေးထိုးထားတယ်သူအဲ့ဒီမှတ်တမ်းကိုဘယ်သူမှမရှုတ်ဖြတ်နိုင်သေးဘူးအဲ့ဒီဆပ်ပြလီဖလားကြီးကိုသူတို့တည်ပြီးတော့အီတလီကိုပြန်တယ်အီတလီရောက်တော့ဟိုသင်းသာရှင်းလင်းပွဲလုပ်ပြီးတော့သူကသားမပွားကနားမယ်ဆိုပြီးတော့ရုတ်တရက်ကြီးထချင်ညာလိုက်တယ်ဒါပေမဲ့ကိုအေစီမီလန်တာဝန်ရှိသူတွေရောနီးပြရောကစားပေါ်တွေရရောသူ့ကိုဝိုင်းဖြောင်းဖြားတဲ့အတွက်ကိုသူတစ်နှစ်ထပ်ပြီးတော့တက်တန်းတိုးတယ်2009ခုနှစ်မေလ18ရက်နေ့မှာပဲအီစီမီလန်နဲ့သူပွဲ900ပြည့်ပြီးတော့အဲ့ဒီနှစ်ဘောလုံးရာသီကုန်မှာ အစ္စမလန်တဲ့ကနေသူလုံးဝအနာယူသွားတယ်။အစ္စမလန်နဲ့သူ25ရာသီကြာကစားခဲ့ပြီးတော့သူနားယူတဲ့အချိန်မှာသူ့ရဲ့အသက်က42နှစ်တောင်ရှိတယ်။စုပေါင်း902ပွဲကစားတယ်၊စုဖလားပေါင်း25လုံးရတယ်၊တွင်ကို29ကိုးနဲ့အစ္စမလန်ကစားသမားဘဝကိုသူဆုံးသက်ခဲ့တယ်။မာဒီနီကအေစီမီလန်နဲ့လည်းအောင်မြင်ခဲ့တာမဟုတ်ဘူးဗျ။အီတလီလက်ရေးစင်အသင်းနဲ့လည်းသူကိုယ်မငယ်ခဲ့ဘူး။ပေါင်း90 94 98 2000။အဲ့ဒီကမ္ဘာဖလား၄ချိန်ဆက်သူကစားပြီးခဲ့တယ်။ပေါင်း94အမေရိကန်ကမ္ဘာဖလားမှာအီတလီအသင်းနဲ့သူ ဘိုးလိုပွဲကိုသူရောက်တဲ့ဒုတိယရပြီးတော့ယူရို2000မှာ final တစ်ကြိမ်ကစားခဲ့ပြီးတော့အီတလီလက်ရွေးစင်အသင်းအတွက်120ရှော့ပွဲကစားတယ်ခုနှစ်ဂိုးသွင်းယူပေးခဲ့ကမ္ဘာပေါ်လုံးလောကမှာလူချမ်းကြီးတွေစုနေတဲ့အချိန်မှာကမ္ဘာအကောင်းဆုံးသားသမားတွေအချို့ချို့ထွက်နေတဲ့အချိန်မှာ52နှစ်ပြည့်မှာ52နှစ်အရွယ်ရောက်မှအနားယူသွားတယ်ဆိုတော့ဟိုနဲတဲ့ scale မှာပေါက်တာပါတကယ်တော့အဲ့ဒီ1990နဲ့2010ကြားခုနှစ်တွေက CDA ဆိုတာကမ္ဘာအကောင်းဆုံးသားသမားဖြစ်ချင်တဲ့သူတွေဗျာဟိုတီးတန့်ခြေချတဲ့နေရာတစ်ခုပဲ ဘယ်ဘောလုံးသမားပဲဖြစ်ဖြစ်ဗျာမင်းကမ္ဘာအကောင်းဆုံးကစားသမားလားဒါဆိုရင် CDA ကိုသွားအစမ်းသက်ခံဆိုတဲ့အချိန်ကအဲ့ဒီ1990နဲ့2010ကြားခုနှစ်ပဲအခုကျွန်တော်တို့ကမ္ဘာအကောင်းဆုံးကစားသမားတွေဆိုပြီးတော့မကြာခဏပြောနေရှိတဲ့တရှိထင်ရှားရှိနေသေးတဲ့ကစားသမားကြီးတွေဗျာရော်နယ်ဒိုကြီးတို့ဇီဒန်ဘက်ဂီယိုဒေဗီယာရိုပီအရီပါတစ်စတိုတာခရစ်ပိုပြီးတော့အင်ဇာဂီညင်နောဆက်ဆန်ကိုတော့တီဒီလိုကစားသမားတွေစုနေတဲ့နေရာမှာသူကစားခဲ့တာဗျာ စီးရီးယားပြင်ပမှာဆိုလဲဒီချန်ပီယံလိပွဲတွေမှာသူရင်ဆိုင်ခဲ့ရတဲ့ကစားသမားတွေကရိုမာရီယိုလို့ရောဂွန်ဇာလက်တို့ဖီโกလို့ဒီလိုကမ္ဘာအကောင်းဆုံးဆိုတဲ့ဆရာကြီးတွေခက်ပါသူကစားခဲ့ရတာကိုကြည့်ရင်ဘာကြောင့်ဒီပေါ်လိုမာဒီနေခါဂန်ဒမန်ကစားသမားတွေရဲ့အထက်ကဂန်ဒမန်ကစားသမားဖြစ်နေရတာလဲဆိုတာကအဲ့ဒီအဖြေကတက်သေးပဲသူနားယူသွားတဲ့အချိန်မှာအစ်စမလန်တဲကလည်းသူဝဲခဲ့တဲ့ဒီဂျာစင်နံပါတ်3ကိုရတ်တပ်ပါနားပေးလိုက်ပေါ်လိုမာဒီနီအနားယူခဲ့တဲ့2020ခုနှစ်နောက်ပိုင်းကစပြီးတော့ဒီ2025ခုနှစ်အထိပြ AC Milan တည်းဒီလုံးဝအလယ်လက်အသင်းလေးတသင်းလိုပဲမြင်ရတာကိုကြည့်ရင်ပေါ်လိုမာတီတီဟာဘလောက်တောင် AC Milan မှာဆရာကြီးဖြစ်ခဲ့လဲဘလောက်တောင်ဥဆောင်နိုင်ခဲ့လဲဆိုတာဒီနေ့ချာချာကျွန်တော်တို့မြင်ရဆိုတော့နောက်ဗီဒီယိုမှာနောက်ကစားသမားတယောက်အကြောင်းနဲ့ကျွန်တော်တို့ထပ်ဆောင်မယ်ဗျာဆောင်းတီလိုက်နားထောင်ပေးခဲ့ကြတဲ့လိုက်ကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးများယူတင်ပါတယ်ဗျာလိုအပ်ချက်တွေရှိနေရင်လည်းကျွန်တော်တောင်းပါပါမြန်မာပြည်ကြည်မြန်ဆုံးအေးချမ်းပါစေအတ္တမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ